မင်္ဂလာပါခိုင်ချန်နယ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုစာအုပ်ကလေးကတော့ကြော်ဟေးများဆိုတဲ့ဝတ္ထုစာအုပ်ကလေးကိုအပိုင်းသုံးအနေနဲ့တင်ဆက်ပေးသွားပါမယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးဘေးနာက notification လို့လည်းနေပေးထားပါဦးခင်ဗျာ231မာနသစ္စာဒရိုက်တာတမ်းမြင့်ဘာဝင်တဲ့တရားဆောင်တွေကကြော်ဟင်းလွင်မှုဆုံးမြတ်သူစာ232ကတော့အတွေ့လေးရတဲ့ဦးအကျုံဒရိုက်တာမာဝနဘာဝင်တဲ့တရားဆောင်တွေကတော့ကြော်ဟိတ်မင်းဦးမြို့သနာထွန်း 113ကတော့ Oasis လို့အချက်အကြောင်းဒါရိုက်တာညွတ်မြန်မာညီညီအောင်ဘာဝင်တဲ့တရုတ်ဆောင်တွေကကြော်ဟင်းခန့်စီသူတက်တက်မူဦး114ကတန်ရောစင်ရင်စွန်းတန်းကိုတန်းစိုးဟိမန်ဦးကထုတ်လုပ်တယ်ဒါရိုက်တာညွတ်မြန်မာညီညီအောင်ဘာဝင်တဲ့တရုတ်ဆောင်တွေကကြော်ဟင်းနန်းနိုင်ချူပြုံးထက်တက်မူဦး115ကတော့နှလုံးသားလျှို့ဝှက်ခန့်ဒါရိုက်တာကြည်ပြုရှင်ဘာဝင်တဲ့တရုတ်ဆောင်တွေကကြော်ဟင်းမင်းမော်ကွန်အင်ဒရာကြော်စင်116ကတော့နှကန်းထက်ကထားသွားဒါရိုက်တာကြည်ပြုရှင်မြို့သနာတုံးကထုတ်လုပ်တယ်ဘာဝင်တဲ့တရုတ်ဆောင်တွေကကြော်ဟင်းစီတူလင်မြို့သနာတုံး ဲ့ဒီ6ခါကတူတူကြကြဘာမှမလုပ်ရလို့ပြောစရာလည်းဘာမှမရှိပါဘူးတဲ့နေရာ30ခုကမောဟအမြင်ပြိုင်များနေရာ38ကတော့ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲခန္ဓာကားမြောက်ထုတ်လို့သူတရုတ်ဆောင်ဒရိုက်တာဖြစ်တင်ပြတယ်နေရာ39ကတော့အဖေ220ကနေကမွေးတယ်လဒရိုက်တာမောင်တင်ဦးပြင်စမချင်းအကယ်ဒမီရတယ်နေရာ21ကဂျိုးတန်တရုတ်ဆောင်ကျော်ရင်ဖြစ်နောက်ဆုံးရိုက်ခဲ့တဲ့ရုပ်ရှင်ပဲဒရိုက်တာက မီးပွားနေတိဦးရုပ်ရှင်ကမ္ပဏီအစ်စ်ကရိုက်တာ အဲ့ဒီကားကိုမရခင်ရိုက်မဲ့နေရာကလူတွေရဲ့ပုံစံဒီရိုက်တည်နေတဲ့ပုံတွေကိုမိဘကြီးအကူအညီနဲ့လေ့လာတယ်ပြီးတော့မှရိုက်ပါတယ်ရုပ်ရှင်ပြရိုက်ခဲ့တဲ့ဇာကားတွေကအားလုံးပေါင်း220တကားပါဗီဒီယိုပြရိုက်ခဲ့တဲ့ဇာကားတွေကအားလုံးပေါင်း362ကားနံပါတ်1အထိပယ်ရှိတော်လူဥကြော်တို့ပထမဆုံးရိုက်တဲ့ဗီဒီယိုကဇလန်းကားမဟုတ်ဘူးအထိပယ်ရှိတော်လူတချင်းကွေဥကြော်တို့ဗီဒီယိုတွေစရတဲ့ကကွန်ပျူတာတွေမပေါ်သေးဘူးမြန်မာတယ်ရုပ်မြင်သံကြားဌာနအနေနဲ့ TV ကိုဆက်သက်ကာလလွှင့်နေတဲ့အချိန် PL system နဲ့ NDSC system တို့မျိုးတွေကဘယ်စနစ်ကိုရေးမယ်ဆိုတာမသိကြသေးတဲ့အချိန်အောက်ဆက်နှလုံးနဲ့ရိုက်ခွေထည့်ပြီးပြိုင်တူလွတ် timing ကိုကပ်ပြီးတော့မှအရွတ်တစ်ခုနဲ့တစ်ခုဆက်တဲ့အချိန် Mighty Bay ဦးခင်စော်ကတော့အဲ့ဒီအချိန်မှာဗီဒီယိုကားတွေရိုက်နေပြီမင်းဦးလို့ဇင်မာဦးလို့ဆိုတာကဗီဒီယိုကိဦးပိုင်းကမင်းသားမင်းသမီးတွေပေါ့ဒီဦးနဲ့ဒီဦး miss လုပ်တယ်ဆိုတာကိုပြ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 လုပ်လို့မရသေးတဲ့အချိန်ဦးကျော်ကစနစ်တကျရိုက်ချင်တော့ Main Studio ကကိုရေးကောင်းတဲ့ timing ပြီးတော့မှဒီပြတ်တဲ့ဆက်တဲ့စုံကိုဆက်တူဝယ်လိုက်ပါတယ် ဥကြော်လူကန်ဆိုးကျင်တော့ဥကြော်လူရိုက်တဲ့စနစ်က PL system မြန်မာပြည်မှာအတည်ပြုလိုက်တဲ့ဆက်က NDSC system ဆိုတော့ရိုက်ပြီးဆက်ပြီးမှဘာမှလုပ်လို့မရတော့ဘူးဒါပေမဲ့ PL system ကနေ NDSC system ကိုပြောင်းထားတဲ့ဥကြော်ပထမဆုံး driver ဖြစ်ရိုက်ကူးတဲ့အတိပယ်ရှိတော်လူ MTV တချင်းခွေကတော့ရှိပါလေနံပါတ်1ကခွင့်ပြုရင်တက်ကပြန်ဆမယ်ဒါဥကြော်ရဲ့ပထမဦးဆုံးဗီဒီယိုဇက်လန် driver ကစန္ဒာအောင်သိန်းဘာဝင်တဲ့တရုတ်ဆောင်တွေကကြော်ဟင်းခန်းခင်ဦးအဲ့ဒီကရရနေတဲ့အချိန်မှာပြင်းကြီးနဲ့တွေ့တယ် ဘယ်တော့ရွှေကြီးလူစကားရိုက်ပြီးကလေးကသူနဲ့မတွေ့တော့တာဦးကျော်ကိုတွေ့တော့သူကမေးတယ်ကိုကျော်ဘာတွေလုပ်နေလဲတဲ့ဦးကျော်ကလည်းငါပေကြည့်နေတယ်ကွာလို့ပြန်ပြောလိုက်တယ်အဲ့ဒီမှာသူကတတဆဆန်ကိုကျော်ရကျွန်တော်လည်းပေကြည့်နေတယ်လို့ပြောတယ်ဒါကိတာတရားပေါ်ကခုံချတဲ့ခံရိုက်နေတဲ့အချိန်မှာပြင်းကြီးရထားပေါ်ကပြုတ်ကျလို့သေပြီးဆိုတဲ့တရင်ကိုကြားရတာပါပဲနံပါတ်3ကတော့ဘာချမ်းမှာဇလန်းမရှိနံပါတ်4ကတော့မျက်စိမရွေ့လမ်းလျှောက်ကြည့်ပါနေမင်းထိတ်ကောင်နံပါတ်နဲ့ဇလန်းဆန်ညွန်ဒရိုက်တာတီးဖြတ်တင်ပြတယ်မျက်စိနှလုံးပွင့်ပြီးလမ်းလျှောက်ရင်တော့ခလုတ်တိုက်တတ်တယ် မျက်စိစုံမိပြီးလမ်းလျှောက်လို့ကတော့ဆိုတော့စာတန်းထိုးပြီးတော့မှဇကားကိုစပြလိုက်တယ်။နံပါတ်5ကစင်ခန်းတော်တူဇလန်းကမိသေးဖို့တဲ့လူတန်းစားတွေအကြောင်းနေပြီးတော့ပြင်မနာမိုးဆွေတော်ထဲမှာသွားရိုက်တာ။ဇလန်းနဲ့ကဇက်ကောင်ဝတ်တဲ့ဝတ်စားကရှာခတ်တယ်။အဲ့တော့ဦးကျော်ကဝတ်စား6ထည်နဲ့တကယ်မိသေးဖို့တဲ့လူရဲ့ဝတ်စား3ထည်နဲ့လဲပြီးရိုက်တာ။ဒရိုက်တာမိဘွားသူနဲ့တွေ့ပြီးပထမဆုံးရိုက်တဲ့ကားပဲ။နံပါတ်6ကအနာဂတ်ဟင်းသင်းပြင်ဒရိုက်တာခင်မအူးစိုးသိန်းထွတ် နံပါတ်9ကသစိန်းနံပါတ်10ကရမတ်အီနီကုံဒရိုက်တာကိုငင်းငင်းနံပါတ်9ကသစ္စာရှိအိုင်နံပါတ်10ကတော့သမုဒိယသမုဒိယဒရိုက်တာငင်းမင်းဘာဝနဲ့တေးဥဆောင်ဒီကကြော်ဟိမြင့်မြင့်ခင်ဇာကြီးခိုင်ထွန်း7ကဒုက္ခကိုအယောင်ဆူထားတယ်ဒရိုက်တာကြော်ဟိနာမည်နဲ့ရေးသားရက်ကူတီးဖြတ်တင်ပြပါတယ်တေးဥဆောင်လောကရဲ့ရောက်လာတဲ့ဒွင်းရဲ့ပထမဦးဆုံးဗီဒီယိုဇက်ကားပါစနစ်ကတော့လူတယောက်အကြောင်းတခု73ကမုံတိုင်းလေးကကျွန်တော် 14ကကိုကျော်လီကိုကျော်ဒရိုက်တာခင်မအောင်စိုးသိန်းထွတ်ဘာဝနဲ့တရုတ်ဆောင်လေးကကျော်ဟိမြို့တနာတော်ခင်စိုးပိုင်ဇော်သူဇလန်းကစကားပြောသူ့ကိုယ်သူကိုကျော်ကိုကျော်လို့ပြောတဲ့ဦးကျော် crazy chart တိတိယောက်အကြောင်းကိုကျော်လီကိုကျော်တဲ့နံပါတ်15ကမင်းတို့အကြိုက်ရိုက်ပြမယ်ကိုကျော်လီကိုကျော်ဇလန်းရဲ့အဆက်ဖြစ်ပါတယ်16ကတော့ producer နီတူဒရိုက်တာခင်မအောင်စိုးသိန်းထွတ်ဘာဝနဲ့တရုတ်ဆောင်လေးကကျော်ဟိမေသန်းသူဇလန်းကအလွန်ကစီးနေတဲ့ producer တိတိယောက်အကြောင်းဇလန်းအတွက်လိုအပ်တဲ့ဇက်ဖို့ဇက်ရည်တွေကိုဒရိုက်တာကရှာခိုင်းရင်သူကမငားဘူး သူကိုယ်တိုင်ဝင်ရပြီးတော့မှအလွယ်လွယ်ချွတ်ချွတ်ဖြစ်တဲ့ဇလန်။နံပါတ်7ခွန်ကတော့အချစ်ဘူးတဲ့ပရိုဂျူဆာနီဒိုဇလန်အဆက်ဖြစ်ပါတယ်။78ကအချစ်ဝေဒနာဒရိုက်တာပြီးစိုးကျော်19ကနေကဘာကလာတဲ့လူ20ကအချစ်တွေမျက်စိရှိသည်ဒရိုက်တာခင်မအောင်စိုးသိမ့်ထွက်21ကတမ်းမဲ့ချစ်သက်သည်ဒရိုက်တာခင်စုစီအန်ဒီအဖွဲ့အစည်းအတွက်အခမဲ့တရုပ်ဆောင်ပေးတယ်။22ကတော့တန်ရုံးစင်ဦး23ကဝင်းညင်လေးအစ်စ်ပါသွားပြီ။ဒရိုက်တာကျော်ရင်နာမည်နဲ့ရေးသားရိုက်ကူးတီးဖြတ်တင်ပြတယ် အဆိုတော့ဘုရားလေးတိန်းတန်ကိုခေါင်းဆောင်မင်းသမီးအဖြစ်စတင်ပါတယ်24ကတော့ရိုက်စား25ကတော့ဒီတသက်လွမ်းစီတဲ့ထရိုက်တာကျော်ရင်နာမည်နဲ့ရေးသားရက်ကူတီးဖြတ်တင်ပြပါတယ်26ကရေဥပဒါနဲ့မင်းသားဆိုးသူ29ကဆိုးသူမှာဖတ်တာတို့ရေဥပဒါပတ်တူပေါ့28ကတော့ဖတ်တာနောက်ကျောင်းပြန်ရေဥပဒါပတ်3 29ကတော့အကျွေးဒရိုက်တာမီးပွားအဲ့ဒီဗီဒီယိုကားကို28ရိုက်တယ် အဲ့ဒီဗီဒီယိုထွက်ပြီးတဲ့အချိန်မှာဗီဒီယိုဈေးကွက်ဒီကမကမဖြစ်ကုန်တယ်ဥကြော်တို့တရုတ်ဆောင်ကြီးတွေကလည်းဆင်ဆားလောက်တက်သွားတယ်ဆယ်နှစ်ဆယ်နှစ်ဆိုတဲ့စကားကတပီလုံးပြန်သွားပါတယ်30ကတော့ Charlie Trader Donna 31ကလူနေတဲ့အချစ်32ကမိုးပေါ်ရောက်မဲ့လူနေရောက်33ကနားမဆုံတဲ့ကိုကန်ချွန်34ကဥကူကူကြီးရဲ့အထုပ်ပတိ35ကဗားတပြန်ကြားတပြန်36ကစာမျက်နှာ16အဲ့ဒီ3ကားလုံးကိုရိုက်တဲ့ဒရိုက်တာကမီးပွားဥကူကူကြီးမှာပါတဲ့မင်းသမီးကစိုးမှုကြီး ဘာပြန်ကြပြန်ကထွင်းတရာဘူးတောင်းဆက်ခွန်ကမိုက်ချက်ကတော့ကန်းကုန်ပဲရှုမဝဒရိုက်တာမိုက်ဒီဇလန်းအရာတယောက်တစ်မျိုးစီမိုက်ကန်းတဲ့ညီကို၄ယောက်အကြောင်းဆိုတော့ဥကျုံနဲ့ရုပ်ချင်းစင်တဲ့ချစ်ဖွဲ့ရဲ့ရှိုင်းအောင်ရဲ့တွေးရရွေးပြီးတော့မှပကံမှာတော့ရိုက်ပါတယ်ဥကျော်ရဲ့ပထမဆုံးထုတ်လုပ်သူတိရိုက်တဲ့ဗီဒီယိုဇက်ကားပဲအဲ့ဒီဗီဒီယိုကကိုရုပ်ရှင်ပြန်ရိုက်တော့ဥကျော်ကလာငားကြတယ်မိုက်တီလေးများတဲ့ဥကျော်မရိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဥကျော်ကရိုက်ခဲ့တဲ့မိုက်ချက်ကတော့ကန်းကုန်ပဲဆိုတဲ့ဗီဒီယိုကားကဗီဒီယိုခင်မှာဘယ်လိုအနေထားရှိရဲဆိုတာကိုကြည့်ပြီးလှမ်းသိတယ် ီးတော့ကားပြီးလို့ပြန်ကြည့်တခုခုအပြက်ရောင်းလိုက်တဲ့အချိန်မှာအဲ့ဒီတုန်းကဈေးမြင့်ဆုံးရတယ်ကိုတင်ထားခဲ့တဲ့ဆန်ကျင်ကိုမမီမာဆိုးလို့38ကမဲလို့တမယာချိနေတယ်ဒရိုက်တာမီးပွားမင်းသမီးကမျက်ကြည်တီအောင်39ကအစိပ်ပြင်းသည်ဒရိုက်တာကဒေါနမင်းသမီးကထွင်ကြဘူး40ကတော့တန်ရောစင်မြက်ဝန်း41ကခွေးမီကောက်ပါအီဒရိုက်တာမီးပွားဇလန်းကတကြီးသားပါအီအကြောင်းသောစနဲ့တကြီးသားဘာအီကအရန်ဆိုးတယ်အနိုင်ကျင့်တယ်။ရှင်အောင်ဘုရားရုပ်ပေါ်တဲ့နဘူးတော်မှာရှိတဲ့စိန်ဘူးကိုခိုးတဲ့အထိမှိုင်းရိုင်းတယ်။ နောက်ဆုံးဘုံကြီးပြတဲ့အခါမှာငယ်စဉ်ကရန်ကားခဲ့တဲ့အပြစ်တွေကြောင့်ဆုံးကတ်လူမဲ့အလူရှင်မရှိတဲ့အထီးကိုအချင်းကြီးဆိုးသွားတယ်။40ကတော့ထောင်ချောက်43ကမောင်ရင်ကတိမိုက်ကန်းတီရုပ်ရှင်ပြပြပြီးတဲ့အခါမှာဗီဒီယိုဖြစ်ထပ်မံထုတ်လုပ်ကြတယ်။54ကအချေအမီလာ55ကနီတိုးချီလန်ပရိုဂျူဆာနီတိုးပတ်3 56ကတော့ကျော်ဟင်းလိုဖြစ်ချင်တယ်။59ကတော့အာလိုဝီမောင်ရွှီဒရိုက်တာရဲဝန်နှောင်းတူဦး58ကတော့အလိုရှိသည့်စုငွေ900ဒရိုက်တာမီးပွား 49ကငါတရခံလားဒရိုက်တာရဲဝန်အောင်တူ50ကတော့928 51ကဒရိုက်တာစနေနာမည်နဲ့ဦးကျော်ရေးသားရက်ကူတီးဖြက်တင်ပြပါတယ်။ရှောက်သီးစီပြားရောင်းမိမိသားစုကိုရှာကြည့်တဲ့တကယ်ဖြစ်ပြဇလန်းဒီဇကရဲ့နာမည်ကတော့တပုတ်၅ချက်သုံးပုတ်၁၀တဲ့52ကတော့မဟုရဒရိုက်တာမီးပွား53ကရှက်ဒရိုက်တာတင်းတင်းယူ54ကဒီတခါငါအလက်ဒရိုက်တာစနေနာမည်နဲ့ဦးကျော်ရေးသားရက်ကူတီးဖြက်ပါတယ်။55ကဖတာအသားမင်းမင်းရဲဥပဒါပတ်ဖူး ဒီဇာကကစပြီးတော့တကားလုံးရဲ့အခန်းစဉ်တွေကိုစာကျက်တလို့ရေးမှတ်ပြီးဘယ်ခန်းမှာဘာလို့ရမလဲဆိုတာအလွယ်ရတဲ့အထိကြိုတင်ပြင်ဆင်ပါတယ်။56ကတော့မခံစားနိုင်ဘူးတဲ့ဒရိုက်တာဒေါနာ59ကလူလိန်ဒရိုက်တာဒေါနာပါပဲ58ကတော့ဘေဘကြီးရေးလို့မမီဒရိုက်တာမီးပွားလူ့မာကြီးနေရာမှာဦးကျော်လုံးရက်ခဲတုံးကတော့ကျော်ရင်အိုက်တင်မကောင်းဘူးလို့အဝေးခံခံရတယ်59ကကဘာကြီးတောင်တုံသွားမယ်ဒရိုက်တာမြင့်စုဟောမြင့်ဆောင်တဒေါ်ဒီသမီးလေးခုံငယ်မှာဆိုးလို့ကိုနဲ့ဝေးတဲ့နေရာမှာထားတယ် ပစ္စည်းဥစ္စာလူလီသေးမရှိအောင်ပံ့ပိုးတဲ့ဖခင်တယောက်အကြောင်းအဲ့ဒီဖခင်ဆိုတဲ့လူကြီးကကိုပြတ်နေတယ်လူသေးလောင်းထဲတဲ့ခေါင်းတရတွေရောင်းတဲ့လူကြီးအဖြစ်ဥကျော်ကသေဦးဆောင်ပါတယ်60ကတော့ဟာဒရိုက်တာစနီနာမည်နဲ့ဥကျော်ရေးသားပါဝင်ရကူတီးဖြတ်တင်ပြတယ်လူတရနှုတ်ပြကဟာဆိုတဲ့အာမေရိကန်ကြားလိုက်ရပြီဆိုရင်တစုံတရာဆုံးရှုံးသွားပြီဆိုတာလူတိုင်းသိတယ်အဲ့ဒီဟာဆိုတဲ့အတန်အတူကြီးပေါ်မှာမူတည်ပြီးတော့မှဆုံးရှုံးမှုအနေအများဖြစ်သွားစေတဲ့ဇလန်ဂျူဂျူသင်းကိုခေါင်းဆောင်မင်းသမီးနေရာထားပြီးတော့မှတွဲဖက်သေဦးဆောင်ပါတယ် 61ကအဝေးဆုံးလမ်းအလင်းဆုံးကြီးဒရိုက်တာပိုင်သဒရိုက်တာပိုင်သအတွက်အခမဲ့တရားဆောင်ပေးတယ်ထားထွက်ကြီးကံအဖြစ်တရားဆောင်ပါတယ်62ကတော့ဥယျာစုဒရိုက်တာတင်းတင်းယူ63ကတနာတဲ့ဇာရေးဆရာမခင်နင်းရဲ့ဝတ္ထုကိုဒရိုက်တာမီးပွားကရိုက်တယ်64ကတော့ပန်းများကိုပွင့်စီသူဇာရေးဆရာမခင်နင်းယူရဲ့ဝတ္ထုကိုဒရိုက်တာမီးပွားကရိုက်တယ်ဥကြော်ရိုက်ခဲ့တဲ့ဗီဒီယိုတွေထဲမှာအဲ့ဒီကားကိုအရန်ကြိုက်တယ်65ကအလှည့်ရောက်ရင်ခေါ်လိုက်ပါဒရိုက်တာစနစ်နာမည်နဲ့ဥကြော်ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတယ် ။ဒေမင်းကိုတော့သွားလိမ့်နဲ့ဦးစိန်မီဖြစ်သေယုဆောင်နေ။66ကသူ့မှုခွဲသွားရတယ်ဒရိုက်တာထူးကျော်။69ကဘဝအိမ်မက်ပန်းအိမ်မက်ဆိုင်းရီဆီယမ်မှာမက်ဆနိုင်ဝတ္ထုကိုဒရိုက်တာမိဘကရိုက်တယ်။68ကတော့ငအဒရိုက်တာခင်မဟုတ်ဆိုသိထွကူကျော်ပရိုဂျူဆာနီတိုရဲဥပဒါ3ခုခွဲ69ကခုံသိကဦးကျော်ရေးတဲ့ဇန်ညုံကိုဒရိုက်တာမိဘကရိုက်တယ်။မွန်ရင်ဇလန်ကခိတ်ဖီယာဦးကျော်ကရောဘတ်ဒီနိုနီယာကသေယုဆောင်ပါတယ်။80ကတော့လက်ကောက်ဘာတူ81ကမြညွချစ်တော်ကိုရင်အော် ဒရိုက်တာမီးပွားဒီဘက်ဗီဒီယိုခင်မှာဦးကျွန်းနဲ့ဇော်ဝမ်းနဲ့ပထမဆုံးတွဲပြီးရိုက်တဲ့ဗီဒီယိုဇက်ကခဏစနစ်ကစိန်ခေါ်နေတဲ့လောဘဦးကျော်ရည်တဲ့ဇလန်းဇန်ညုံကိုဒရိုက်တာရဲဝန်းနှံဟောင်းတူဦးကရိုက်ပါတယ်။ဘာဝင်တဲ့တေးဦးဆောင်တွေကကျော်ဟင်းဒွိမင်းဦးလူတစ်ဘူဒါလီသိန်းတန်ကျော်ဟင်းရဲ့မျိုးဆက်သစ်များအလိုရှိသည်လို့သတင်းစာတွေမှာကြော်ညာထည့်လိုက်တယ်။ရွေးလိုက်တဲ့မျိုးဆက်သစ်တွေကိုတေးဦးဆောင်တင်တဲ့ဒရိုက်တာတင်တဲ့စံညွန်တဲ့နဲ့တိပြတဲ့နဲ့မျိုးစားတွေခွဲပြီးသင်ပေးတယ်သူတို့တွေနဲ့အဆုံးမှာလူလေကြီးအထွတ်ထိပ်ဟဲ့ပလုတ်တို့ခံကောင်းလို့ အာချူဇက်ကားတွေရိုက်ဖြစ်ပါတယ်83အဆုံးတွင်ထရိုက်တာကျော်ဟင်းနာမည်နဲ့ရေးသားပါဝင်ရက်ကူတီးဖြတ်တင်ပြတယ်တင်နန်းပေးပြီးတဲ့မျိုးဆက်သစ်တွေကိုပထမဆုံးရိုက်တဲ့ဇက်ကားဖြစ်ပါတယ်84ကသွေးဇက်ကားထရိုက်တာတင်တင်ယူမင်းသမီးကပန်းဖြူ85ကတန်မဏိရင်းအောင်ထရိုက်တာမီးပွားဒီဥစားတွေကကျော်ဟင်းမင်းဦးမြက်ကြီးတီအောင်86ကလူလေကြီးကျောင်းရဲ့ဝတ္ထုဇံညုံကိုထရိုက်တာမီးပွားကရိုက်တယ်။ဘာဝင်တဲ့တေဥဆောင်တွေကကျော်ဟိတ်မိသန်းတို့ဆုံးမြတ်သူစားနဲ့မျိုးဆက်တဲ့မြား။89ကပစ္စည်းမဲ့မောင်ရှိ ဒရိုက်တာနောင်ထွန်းလင်ညညထွန်းလင်88ကကျိုးဆွေးငမုံဒရိုက်တာပိုင်သ89ကတော့အထွတ်အထိပ်ဒရိုက်တာစနီနာမည်နဲ့ဦးကျော်ရေးသားပါဝင်ရက်ကူတိဖြတ်တင်ပြတယ်။ပါဝင်တဲ့တေယုဆောင်တွေကကျော်ဟိထက်ထမူဦးစိုးမြတ်သူစားနဲ့မျိုးဆက်တင်များ80ကစိုးကြီးအဖေကူပူရေးဒရိုက်တာမီးပွား81ကတော့နာမည်တလုံးနဲ့လူဒရိုက်တာနောင်ထွန်းလင်ညညထွန်းလင်80ကကိုသမိုင်းကိုရေးကြသည်ဒရိုက်တာပိုင်သပါဝင်တဲ့တေယုဆောင်တွေကကျော်ဟိမြက်လီစောခင် 83ကသွေးရင်အမုံဒရိုက်တာတင်းတင်းယူ84ကကြည်သောနာကြားသောမျက်စိဒရိုက်တာပိုင်သစီအန်ဒီအဖွဲ့အစည်းတွေအခမဲ့တရုပ်ဆောင်ပေးပါတယ်85ကတော့ဟဲ့ပလုတ်တို့ဒရိုက်တာကျော်ကြီးနာမည်နဲ့ရေးသားပါဝင်ရက်ကူတီးဖြတ်တင်ပြတယ်ခါတို့ရင်ဟဲ့ပလုတ်တို့လိုရောင်တက်တဲ့ဥကျော်ရဲ့အာဏာချက်ကိုသတိထားမိတဲ့မျိုးဆက်တဲ့ခြားတိတ်လေးနဲ့ဥကျော်ရဲ့ဇလန်86ကမိုးကောင်းငင်မှာစီးဆင်းသော89ကတော့လိပ်ပြာမျက်ကြီးဒရိုက်တာမလိခဆူးထိုက်အောင်88ကကံကောင်းလို့ဒရိုက်တာကောင်းရာဇာနာမည်နဲ့ ဦးကျော်ရေးသားပါဝင်ရက်ကူတိဖြတ်တင်ပြပါတယ်။ဆွေမြနေနာမင်းသမီးအဖြစ်ပထမဆုံးရိုက်တဲ့ဇက်က89ကတော့ကိုကြီးကိုကြီးဒရိုက်တာတင်းတင်းယူမင်းသမီးကထက်တက်မို့ဘူး။မေဆွေရဲ့တခြင်းကိုခြေခံပြီးရိုက်တဲ့ဇက်ကအရင်အောင်မြင်သွားတယ်။90ကစားပလင်းနှင်းမောင်နဲ့မြန်အစားတတ်တီမင်းနေကရဲ့ဝတ္ထုကိုထိုက်တာမိဘကရိုက်တယ်။ဦးကျော်ကတာတီအဖြစ်တရုပ်ဆောင်တယ်။91ကကြောက်ခဲရဲ့ပင်လယ်မုန်တိုင်းဒရိုက်တာပိုင်သား92ကတတိမင်းခေါင်းရဆန်နဲ့မင်းနဲ့ရေးတဲ့ဦးကျော်ရဲ့ဝတ္ထုဇက်ညွန်းကိုဒရိုက်တာမိဘကရိုက်ပါတယ်။ ဘာဝင်တဲ့တေဥစာတွေကကျော်ဟင်းဆုံးမြတ်သူစာနဲ့ကွန်သီ63ကတော့ရိုက်စားနှစ်ဒရိုက်တာမိုက်သီးပထမရိုက်စားပတ်တူ64ကကိုမွေးရမီ65ကချုံမင်းတော်အစိတ်66ကရပင်းနဲ့ရရရ68ကတော့ဦးလီကြီး68ကကာယံမေကဗျာ69ကယေစုနေတော်မိဂျစ်ဆန်ကောင်းများတရားကတော့ဘူထောင်ဟာယာသတိထားယူတတ်သည်တဲ့တရားတက်ကမနီစီသူရဲ့ယရနာတရားနှစ်ကတော့မြေတစင်းရဲ့ခီတတရားသုံးကအယောအစားတရားလေးကမိုးတစီတရားငါးကပထွေး တရား၆ကဆွေအားတရား၇ကမာနဝတ်စုံတဲ့လူတရား၈ကအချစ်ချူပြင်းတရား၉ကကြီးကိုတရား၁၀ကငဆိုင်တရား၁၁ကအာချူတရား၁၂ကျွန်တော်နဲ့ထို၃ယောက်တရား၁၃တစ္ဆာမရှိသောတစ္ဆာတရား၁၄အေလာကမုံတရား၁၅ဖက်ဘူးရောင်လွင်ပြင်းတရား၁၆ကပီးတင်မဲ့နှလုံးသားတရား၁၇ကိုရှေရောက်ကမတရား၁၈လူမိုက်ဘာတုတ်တရား၁၉ကိုမိသားစုတရား၂၀တမရီပူချူးမြင်တရား၂၁ချောကလက်ဖီနေတရား၂၂ရင်ဖက်နေကြည်ပါတရား၂၃ကပဲ့ကိုင်း 124ကပေးဆက်ပြီး125ကအေထီယာကိုမိမတို့သည်126ကတော့တည်125ကလူမန်128ကထောင်းထောင်းနဲ့ကောင်းကောင်း129ကတော့မနှက်ပြန်ရောက်ချင်တယ်130ကတော့အကျွင်းမဲ့131ကရေခဲမြစ်တွေကသိပ်ရမြား132ကအဖေနဲ့သမီး133ကတော့တပွဲစားဒရိုက်တာမိုက်တီဦးကျော်ကငွေထုတ်ပြီးရိုက်တယ်မတော်မြတ်ကတဆင်ရွှေချင်းကိုမော်တော်နဲ့သွားပြီးရိုက်တာဇလန်းကမိမိရဲ့၅ဘန်းချင်းလုပ်ငန်းကိုအောင်မြင်အောင် မိသားစုတွေကတည်သွားတယ်လူကအခုညတောင်းပြီးလောက်ကန်စားတော့တဲ့90တွေအကြောင်းဥကျော်ရဲ့ဗီဒီယိုကားတွေကဒီကားကစပြီးတော့မှ VHS ခွေနဲ့အတူ VCD အချက်တွေပါပူတဲ့ထုတ်လို့ဖြန့်ချီကြတယ်134ကတန်ရောစဉ်135ကမိရအောက်ကိုဝင်ရင်ရုပ်ရှင်စီရင်တွေအခမဲ့တရုပ်ဆောင်ပေးတယ်136ကအစစ်အမှန်139ကစူးနဲ့နှင်းစီတဲ့ပွဲ138ကဒီကောင်၄ယောက်မြောက်ဂျုံဟင်းရဲ့ဇလန်ဇညွန်းကိုဒရိုက်တာမိပွားကရိုက်တယ်139ကထိုင်ရမပါတဲ့အသေးရောင်းရံရှိသည်140ကအခြေအနေ နိုင်နိုင်ကိုမင်းသားအဖြစ်စတင်တယ်142ကကြားခွင့်ပေးပါ142ကမျက်ရည်တစ်ဆက်143ကလက်ဆက်တော်ရင်ခုန်တံများ144ကအချစ်ဆုံးလူဒရိုက်တာဖြစ်ပထမဆုံးလှုပ်ရှားတဲ့ဝင်းထွန်းထွန်းအတွက်ဥကျော်ရေးသားရက်ကူတီးဖြတ်ပေးတဲ့ဗီဒီယိုက145ကမျက်လုံးစိမ့်တဲ့ကြည့်သူများ146ကဒါယာရီတွေကမင်းနီများ140ကုန်ကဘာကြီးတီ231မြင်းဆောင်1ဒီဂရီဆောင်းရီလေပတ်နေစဉ်ဒရိုက်တာဂျော်ဟင်းနာမည်နဲ့ရေးသားပါမယ့်ရက်ကူတီးဖြတ်တင်ပြရတယ် 148မလင်းရှုပ်149ကိုပလင်းတူဘူးစု150အဆုံးဖြတ်151အနက်ဆိုင်ဆုံးအချက်ခန်းစီသူကိုမင်းသားဖြစ်စတင်တယ်152လာမင်းရဲ့ဥယျာဉ်မူဒရိုက်တာကြည့်ပြုရှင်153မယုံရင်ချစ်ကြည့်154အဓိကကငါပဲဒရိုက်တာကျော်ဟင်းနာမည်နဲ့ရေးသားပါဝင်ရကူတီးဖြတ်တင်ပြတယ်နဝရကမင်းသမီးတင်ပြီးစတင်ရကူတယ်155ကအချစ်ဤသီယိုရီများ156ကတော့အညိုးမဲ့လက်ငဲဝတ်ဒရိုက်တာဝင်းထွန်းထွန်းအထွတ်ဒုတိယချင်းရကူတီးဖြတ်ပေးတယ်159ကပထမနမိတ် အမေများအပွဲအတွက်ဒရိုက်တာကျော်ကြီးနာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြထုတ်လုပ်လူတန်းတွေပါဝင်တဲ့တရုတ်ဆောင်တွေကအခါချင်းဝင်မယူကြဘူးကားပြီးတော့ရောင်းဝယ်ငွေကိုဥကျော်တို့အိမ်မှာအမေများအပွဲခေါ်ပြီးတော့မှအချိုးကျခွဲဝေပြီးရရှိချောင်လက်မှတ်ထိုးခိုင်းပါတယ်158ကတော့ဘာတိရဲ့အမှန်တရား159ကမှန်တစ်ချက်160ကအောင်လာဟင်161ကရင်ခုန်တန်းကြီးမှားနေတယ်162ပြိုင်အောင်မှာ163တရက်မှာတနားရီတိုးပြီးပါဒရိုက်တာကျော်ကြီးနာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတယ် ူသူခင်ကမေရှေရုဆိုတဲ့ဇာဝင်တခြင်းတွေကိုအသစ်ဆိုတဲ့နာမည်နဲ့တခြင်းကိုထုတ်တယ်။တရား64လေးအားနာလိုက်တာ။တရား65ကတော့အနက်ဆိုင်ဆုံးပင်လေ။တရား66ကတော့ရည်တောင်းမြစ်။တရား69ကမြေဝင်းကြီးမြေကြီး။ဘာဝင်တဲ့တရားဆောင်တွေကကျော်ဟိနဲ့ဆိုးဆန္ဒထွန်းနန္ဒတင်သားဆိုတဲ့အမျိုးသမီးနာမည်နဲ့ပထမဆုံးရေးတဲ့ဥကျော်ရဲ့ဇလန်းဇညွန်။တရား68ကအတ္တစု။တရား69ကတော့ဖခင်အမိမန်။တရား90ကကြိုက်တာယူ။တရား91ကရှင်နော်။တရား92ကတော့လက်ကင်မော်လီကောက်ပြီးပါ။ 193ကအခြေဤဖန်ဆာခြင်းခံရသူများ194ကခွင့်ပြုတော်မူပါဖုရား195ကတော့ဩရီစစ်လိုအခြေအကြောင်း196ကအာယုမာသူတရား199ကအေးရအေးချောင်းကိုကိုရင်နဲ့မြင်နဲ့ရေးတဲ့ဝိတုဇဏ်ညုံးကိုဒရိုက်တာဆန္ဒအောင်သိန်းကရိုက်တယ်198ကကြားကစားခြင်း199ကချစ်ချင်းဘွဲ့တန်စဉ်180ကဤတွင်181ဝါသနာပါလား182ကကတော့တတိ183ကတတိတစ်ချက်184ကမမေ့နဲ့နော်185ကတော့အနှစ် 186ကတော့ကံကုန်မပိုင်နဲ့ကုခံပိုင်189ကတော့ကိုရိမှတ်တမ်း188ကခင်ပွန်း189ကဖြစ်ပုံက190ကတော့မြင်းနေတော့လဲလှန်ဆိုင်မခံ191ကခန်းစားကြည့်လိုက်ပါကိုလူကျော်အဖွဲလူချမ်းတွေအတွက်အခမဲ့တရုပ်ဆောင်ပြီးတယ်အဲ့ဒီတုန်းကတကားလုံးရောင်းအောင်ငွေသိန်း30ကိုအင်းစေမဟာမြန်ရုပ်ရှင်ဦးမှာဦးဝင်းကြီးစိန်တီဗီဒီယိုလက်ထက်အပ်လိုက်ပါတယ်192ကကွန်း193ကဒါနဲ့ပဲပြီးသွားပြီလား194ကတော့တန်ရောစင်ရင်စွန်းတဲ့ ရုပ်ရှင်ပြသပြီးဗီဒီယိုဖြင့်ထပ်မံထုတ်လုပ်ပါတယ်195ကတော့ဤလောက၌196ကဝတ်ကြောင်ကိုလွတ်အောင်ပြုနိုင်မှ196ကဝတ်တရား198ကရာဇဝင်အသစ်199ကမိနိုင်200ကတော့ဒုတိယအဖေ201ကတော့မိဘပြန်သတိထားပါ200နကားမြောက်ကမငိုတက်အောင်သင်ပေးမယ်203ကတုံညကိုနောက်မှထားကြည့်ကြပြာဆိုတဲ့နာမည်နဲ့ဝတ္ထုဇဉ်ညွှန်းရေးတယ်ဒရိုက်တာကျော်ရင်းနာမည်နဲ့ရိုက်ကူးတီးဖြတ်ပါဝင်တင်ပြပါရယ်204ကအကြောင်းကြောင့် 205ကတော့တကားမူ206ကမိတူ209ကမြောက်ကတော့သင်္ကန်းစာ208ကမြောက်ကဇက်သိန်းကောင်းမှုလူတွေ208ကမြောက်ကဇက်သိန်းကောင်းမှုလူတွေ209ကတော့အချိန်မီ210ကနမူနာ211ကတော့အဋ္ဌိယအာယု212ကလွန်ဆွဲခြင်း213ကဒုတိယအသက်214ကသမီးဆိုတဲ့မီ215ကနှလုံးသားလျှို့ဝှက်ခန်းရုပ်ရှင်ပြသပြီးဗီဒီယိုပြထက်မှန်ထုတ်လုပ်ပါတယ်216ကတော့ထူးခြားလာပြီဂျမန်းကထုတ်လုပ်တယ် ူခေါ်လာတဲ့ကောင်လေးကိုမင်းသားတင်ချင်တယ်လို့ပြောတယ်။ဦးကျော်ကအဲ့ဒီကောင်လေးကိုထူးခြားလို့နာမည်ပေးလိုက်တယ်။ဒါပေမဲ့မထူးခြားဘူး။219ကနောက်တစ်ပုတ်218ကစေးပေးမီယူ219ကတော့နားထောင်ပေးပါ။219မြောက်ကတော့သို့တော်221က928ကိုစိန်ခေါ်ခြင်းအယုန်တဲ့နာမည်နဲ့ဝိတုဇဉ်ညောစာရေးတယ်ဒရိုက်တာမောင်းအောင်222ကတော့အဖေလက်ဖွဲ့အယုန်တဲ့ဝိတုဇဉ်ညောဒရိုက်တာခင်မောင်းစိုးသိန်းထုတ်223ကမောဟမြင့်ပြမြားရုပ်ရှင်ပြပြပြီးတော့မှဗီဒီယိုပြထပ်မှန်ထုတ်လုပ်တယ် 224ကတော့တနအီ45မိနစ်ကြောင့်အာယုံသိရဲ့ဝတ္ထုဇန်ညွန်ဒရိုက်တာတီဟာတင်တန်း225ကအဖီနဲ့တူအောင်226ကကဘာပြောက်သူများ229ကယူတဲ့ရရတယ်228ကဘာပဲလို့လို့သိအာယုံသိရဲ့ဝတ္ထုဇန်ညွန်ဒရိုက်တာမီးပွား229ကတော့လျက်စီးလက်တလူအချစ်230ကတတိယရောက်ခွင့်မှာငါညီအာယုံသိရဲ့ဝတ္ထုဇန်ညွန်231ကအမွေသိအာယုံသိရဲ့ဝတ္ထုဇန်ညွန်230ကဝမ်းတထွာအာယုံသိရဲ့ဝတ္ထုဇန်ညွန်မြေ 233ကလည်းခေလွန်ဖိုးကျော်အာယုန်တဲ့ဝတ္ထုဇဏ်ညွန်းပါပဲ234ကမစားကောင်းတဲ့အသီး235ကတော့ထီး236ကကောင်းကင်တဲ့238မြောက်ကဖီကျော်တငယ်ချင်းဦးကျော်အာယုန်တဲ့ဝတ္ထုဇဏ်ညွန်း238ကအချစ်ကိုရှာဖွေတွေးရှိခြင်း239ကရှင်ညူမကောင်းမှုအာယုန်တဲ့ဝတ္ထုဇဏ်ညွန်း240ကဝန်းမုံကူးတဲ့လက်241ကအကျွေးပြန်ဆက်မယ်အာယုန်တဲ့ဝတ္ထုဇဏ်ညွန်း242ကလည်းလက်ထဲကတူ243ကဘေကန်နီယောင်244ကမော်ဒန်အင်တစ 245ကပန်းဖြစ်ပေမဲ့246ကအမျှဝေးလိုက်သည်ဒါတွေကတော့အာရုံသေးရဲ့ဝတ္ထုဇာညွန်းတွေပါ249ကတော့နေတမင်းလာတစင်း248က53လီဒါတွေကလည်းအာရုံသေးရဲ့ဝတ္ထုဇာညွန်းပါပဲ249က Professor Dr. စိတ်ပွားရုံတင်ပြတဲ့ပထမအဆုံး DVD ပါ250ကအိမ်ကြီးချင်း251ကရှုပ်ထည်ရှင်းပေးမယ်252ကသူ့နေရာနဲ့သူ253ကငါသားရှင်းပြီးတာပဲဒါတွေအားလုံးကလည်းအာရုံသေးရဲ့ဝတ္ထုဇာညွန်းတွေပါ 254ကဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲရုပ်ရှင်ဖြစ်ပြပြီးတော့မှဗီဒီယိုဖြစ်အထက်မှထုတ်လုပ်တယ်255ကတော့တူသားထွေးအာယုန်တဲ့ဝတ္ထုဇန်ညွန်256ကကြားဆိုရင်ကြောက်တယ်ဒါကလည်းအာယုန်တဲ့ဝတ္ထုဇန်ညွန်ပါပဲ259ကတော့ဓာတောင်ကိုကျော်ပြီးမိပင်လေးကိုဖြတ်မိရုပ်ရှင်ဖြစ်ပြပြီးတော့မှဗီဒီယိုဖြစ်အထက်မှထုတ်လုပ်တယ်258ကယူပြီး259ကအားလုံးရှိမှငါရှိတယ်260ကထိုက်သူရစေဒါတွေကလည်းအာယုန်တဲ့ဝတ္ထုဇန်ညွန်နေပါ261ကငါးချောက်အာယုန်တဲ့ဝတ္ထုဇန်ညွန်262ကတော့ဒဏ်ရာတန်ချက် 263ကလူလူလူအာယုန်သိဝတ္ထုဆက်ညွန်း264ကရင်ကိုတက်တဲ့ထိမှန်သည်ဒါရိုက်တာအာယုန်သိနာမည်နဲ့ရေးသားပါမယ့်ရိုက်ကူးတီးဖြတ်တင်ပြခြင်းကိုပထမဆုံးစတင်ဆောင်ရွက်တယ်265ကစူးဒါရိုက်တာအာယုန်သိနာမည်နဲ့ပဲရေးသားပါမယ့်ရိုက်ကူးတီးဖြတ်တင်ပြပါတယ်266ကဒေသောသူတီတုတ်တန်သူသွားသည်မင်းတကာရဲ့ဝတ္ထုကိုချော်ရင်းဆက်ညွန်းရေးပြီးတော့မှပါဝင်တီးဖြတ်ထုတ်လုပ်တယ်269ကအဆောင်ဒါရိုက်တာအာယုန်သိနာမည်နဲ့ရေးသားပါမယ့်ရိုက်ကူးတီးဖြတ်တင်ပြတယ်268လိုအပ်နေတာဒါပဲ269 269ကမန်ရက်တန်အာယုဒရဲ့ဝတ္ထုဇန်ညွန့်ကိုဒွေးကပထမဆုံးထရိုက်တာလုပ်ပြီးရက်ကူးထုတ်လုပ်တယ်290ကနေကမွေးတဲ့လရုပ်ရှင်ဖြစ်ပြပြီးတော့မှဗီဒီယိုဖြစ်ထပ်မံထုတ်လုပ်တယ်291ကရှင်မရှိလို့မဖြစ်ဘူးထရိုက်တာအာယုန်တဲ့နာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတယ်292ကအချစ်တယ်လားထရိုက်တာအာယုန်တဲ့နာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြပါတယ်293ကဖိုက်ပူမှဒါကလည်းထရိုက်တာအာယုန်တဲ့နာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတယ်294ယူရမီး 295မွေဟောင်းမျက်လုံးနဲ့ပြုံးနေသူ296နွားတထောင်ဒါတွေကလည်းပဲဒရိုက်တာအယုံတဲ့နာမည်နဲ့ရေးသားပါမယ့်ရက်ကူးတီးဖြတ်တင်ပြတဲ့ကားတွေပါ298ကမီးပွင့်သွားမယ်298ကဖြတ်299ကတော့လက်လုတ်ဝန်းစားဒီနကားကလည်းပဲဒရိုက်တာအယုံတဲ့နာမည်နဲ့ရေးသားပါမယ့်ရက်ကူးတီးဖြတ်တင်ပြပါတယ်280ကရှုပ်နေတာပဲ281ကခွင်းဒရိုက်တာအယုံတဲ့နာမည်နဲ့ရေးသားပါမယ့်ရက်ကူးတီးဖြတ်တင်ပြပါတယ်282ကအဖေရုပ်ရှင်ပြပြပြီးတော့မှ ဗီဒီယိုဖြစ်ထပ်မံထုတ်လုပ်တယ်။283ကကျွန်တော်နာမည်အောင်တင်းဒါရိုက်တာအာယုံတဲ့နာမည်နဲ့ရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတယ်။284တကယ်နားလည်မလား။285ကလူချင်း286ကတလားဆွန်း289ကအမေတတော်ဆောက်285 286 289ကားတွေကတော့ဒါရိုက်တာအာယုံတဲ့နာမည်နဲ့ပဲရေးသားပါဝင်ရက်ကူးတီးဖြတ်တင်ပြတဲ့ကားတွေပါ။288ကတော့အချစ်ချင်း289ကတယောက်မချင်း290ကမုဆူမ9ယောက်ဒီနဂါကလည်းပဲ ဒရိုက်တာအယုံသိနာမည်နဲ့ရေးသားပါဝင်ရက်ကူဒီဖြက်တင်ပြပါရစေ293မာရုအားလုံးရဲ့မိဘမိဘဖြစ်နေသူတွေအားလုံးတွေက90ခရင်လုံးကြိုက်ကြတယ်ဒရိုက်တာမိုက်တီးရိုက်ပါတယ်292ကချစ်တီမုံတီရက်ဆက်တီဒရိုက်တာအာယုံသိနာမည်နဲ့ရေးသားပါဝင်ရက်ကူဒီဖြက်တင်ပြတယ်293ကဇသိန်းကမ်းမှလွန်း294ကစန့်ကျင်ဘက်295ကအခြေရိုင်း296ကလက်ပြန်ဖားထူးဒီ3ကလည်းပဲဒရိုက်တာအာယုံသိနာမည်နဲ့ရေးသားပါဝင်ရက်ကူဒီဖြက်တင်ပြပါတယ်299ကရောက်ခမှ 298ကတော့ဘသူပြောလဲတတော်လုံးကြည့်299ကအိမ်မက်ကိုရောင်းစားသူ trader အောင်တဲ့နာမည်နဲ့ရေးသားပအောင်ရက်ကူတိပြတင်ပြတယ်300ကမိုင်းမီနီထွေးအာယုံတဲ့ရဲ့ဝတ္ထုဇဏ်ညော301ကတာဝန်ချေခြင်းနဲ့302ကမာယာလောက303ကနှလုံးသားရဲ့အမိန်တော်အတိုင်း304ကတကြီး305ကအစိမ့်လိုက်ခွဲသွားတယ်306ကမနေ့ပြန်ချင်ပြန်လာမင်းဒီကားကလည်း trader အောင်တဲ့နာမည်နဲ့ရေးသားပအောင်ရက်ကူတိပြတင်ပြပါတယ်309ကတော့တနက်စားပါထွားပုံပန်းမှာသွားရိုက်တာ trader နေပိုင်း ဇလန်းတခုလုံးကိုအလွတ်ရနေအောင်ပြင်ဆင်နေမရခင်ဘာလုပ်မယ်ညာလုပ်မယ်တခုမှမစဉ်းစားဘူးအလွတ်ရနေတဲ့ဇလန်းတွေကဂူပါထွားရဲ့စိတ်တွေကိုရုတ်တရက်ပေါ်လာစေပြီးရိုက်လိုက်တယ်ဥကျော်ရဲ့ရုတ်ရှင်တက်တန်းတစ်ချောင်းမှာရုတ်တရက်ပေါ်လာတဲ့စိတ်ပြင်းစင်နဲ့အမူအရာလှုပ်တာဒီကားကပထမဦးဆုံးပဲ flash ad လို့ကိုကကိုနာမည်ပေးလိုက်တယ်၃ဟာ၈ကရမက်၃ဟာ၉ကပြစ်စလက်ခက်မုံတိုင်းအာယွန်သေးရဲ့ဝတ္ထုဇန်ညွန်ဒရိုက်တာကမီးပွားထွက်လို့သူကကျော်ဟိ၃ဟာ၁၀ကကပ္ပိယာကြီး၃၁၁ကအတန်နေချားနေရတယ်၃၁၁ကဖြူရောင်ဘဝများ 373ကအယူကန်ကြောက်ဖြုံးကြော်ကြီး314ကတော့ဂျမကျွေးကြည်ပါစီ315ကတော့ဖားနှစ်ကူကွေး316ကခေမချွေးမသမီးနဲ့ဇနီးလောင်319ကပန်းစားစုံဒီနကားကလည်းအောင်သေးရဲ့ဝတ္ထုဇညွန်း318ကပြင်စာနန္ဒရိယကန်319ကမိဒီကသား320ကကကမြင်းဆောင်အဖေမိဒီကသားနဲ့ကကမြင်းဆောင်အဖေကလည်းအာယုန်သေးရဲ့ဝတ္ထုဇညွန်းပါပဲ319ကသွေးတစီ322ကအဆောင်ရှောက် 323ကတော့ရိုက်ပြီတဲ့324ကကမ်မလိုက်နဲ့325ရင်သွင်းမှာအတွင်းကြီး326ကြမြက်ခတ်တစီမကြောက်329 9နာရီ328တကား329ကန်းကွန်မိုက်တဲ့တစ်ပင်330ဗျာ sorry ဒရိုက်တာအာယုန်တဲ့နာမည်နဲ့ရေးသားပါဝင်ရကူတီးဖြတ်တင်ပြတယ်331ကလည်းဇရက်ဒရိုက်တာအာယုန်တဲ့နာမည်နဲ့ပဲရေးသားပါဝင်ရကူတီးဖြတ်တင်ပြပါတယ်332ကတော့နှွေမြတ်တစ်ပင်333ကတေဖို့တာပြင်334ကအမြင်ငါကြည့်နေတယ်335ကအစွဲ 336ကလူပြိုကြီး339ကပိတ်တာ338ကဖေဒူမီခွေဒရိုက်တာအာရုံသိနာမည်နဲ့ရေးသားပါဝင်ရက်ကူတီးဖြတ်တင်ပြတယ်339ကရင်ဝင်တိုင်း340ကမိုင်းညွနေတဲ့တိမ်တိုက်များ341ကလွင့်ပြေသွားသောတိမ်တိုက်များ342ကလူမိုက်တရား343ကတပတ်ပြေသွားတဲ့ဘိန်း344ကကျွန်တော်တို့အဖေအမေချစ်နေ345ကမြေကြီးကိုအားနာတယ်346ကဝိညာဉ်လေးအစ်စ်ပါသွားပြီ349ကသမီးကိုမေ့နေလား348ကကျွေးဟောင်း 349ကဒုထာကြားခင်ထား350ကအပေးယူချမ်းတယ်351ကဘာတဲ့352ကတော့လောဘဒေါသမောဟ353ကအမဲလိုက်အက354ကအနတ္တ355ကတခုလက်356ကပြဒနာပြဒနာ359ကငါး28ကင်းစာ358ကျွန်တော်နဲ့တတိယကောင်359ကိုစီဖြောက်တော့360ဖြောင်းမြန်361ခရကရာဒီဝါ362နောက်ဆုံးကြော်ဟိဒရိုက်တာခင်ခင်ခ ကျော်ဟင်းရဲ့နောက်ဆုံးဗီဒီယိုဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်ကနောက်ဆုံးကျော်ဟင်းနဲ့ကျော်ဟင်းရခဲ့တဲ့ကွန်ပျစီကျော်ညာတွေကတော့စင်စင်ဂျူဂါမုံကျု UPG Juicy Nico Orange Revital Star TV Aero Scorpion C+ ရွှေရှင်သိဓာတ်မြေဩဇာ Soul Muse Premier Cherry ဦးလို့ဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ကျော်ဟင်းများဆိုတဲ့စာအုပ်ကလေးကိုအပိုင်းသုံးအနေနဲ့တင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြပါဦး။ဘေးနားမှာရှိတဲ့ notification လေးလည်းနှိပ်ပေးထားပါဦးခင်ဗျ။အားလုံးကအထူးပဲကျေးဇူးတင်ပါတယ်။